ီအဖက်ဆက်ရှင်နဲ့အယူကလေးမလေးရဲ့မိဖလေးဇီယာလေးဖောင်ချဖို့အတွက်အဝေးသိန်း50လောက်တောင်းကြတာကိုပြရနော်အဲ့တော့ဒီတော့ဒီဝေးသိန်း50လောက်တောင်းယူပြလာခွင့်ပါမရှင်နာကနေတော့ခုနှစ်ရှိအဲ့ဒီမှာထောင်ချသွားတဲ့ခါမှာရောဘာလေးနဲ့စစ်ပြတယ်အလုံးပဲတာလီဆိုပါအန်ကိုရှင်နဲ့မရှင်နိုင်ရှာနေကနေပြီးတော့နှုတ်ခွန်းဆက်တာဘာလို့ပါလဲခင်ဗျာဟုတ်ကဲ့ညာရှင်းပြရအောင်ရှင်းနိုင်ပါရှင် ဟုတ်ကဲ့ဒီမှာဒီနေ့ဒီနေ့ကျွန်တော်တို့တင်ပြတော့မယ့်အကြောင်းအရာလေးတွေကတော့ဗောနော်ဒီအသက်၁၈နှစ်အရွယ်သာရှိသေးတဲ့မိမိမပြိုတဲ့တရားကိုအကျန်းဖက်စစ်အုပ်စုရဲ့ဗောနော်ဒီအနှိုက်ဆက်ညှင်းပန်းရုံမှာရိုင်းစမ်းခဲ့တဲ့အပြစ်မူလေးတွေဒီနေ့ကျွန်တော်တို့တင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့မရှင်နာအနေနဲ့ဗောနော်ဒီအဗောဒီဖန်စီခံရစဉ်ဗောနော်ဘာတွေများဆက်ချက်ခဲ့တယ်လေဒါဟုတ်ကဲ့အဲ့အကျန်းဖက်စစ်အုပ်စုကဗောနော်ဟုတ်ကိုလိုက်ဟုတ်ကိုစကန်လိုက်ပို့ပြောနော် တန်ပြီးအမှုဖတ်လိုက်တဲ့အချိန်မှာအမှုဖိုင်တယ်ပေါ့အဲ့အချိန်မှာ900ငါးကဒီနေ့အမှုဖတ်လိုက်တယ်ဆိုပြီးတော့ရမန်ရိုက်တယ်ကမှတက်ခါလေဟုတ်အဲ့ဒါနဲ့စပြီးတော့ဘာလို့အဲ့ဒီစကန်မှုထုံးမှုစကန်မှုမှာထုံးမှုစကန်မှာရှိရဲထုံးမှုစကန်မှုကိုကြီးကြောဥလိုပါရဲ့သူ့နာမည်ကဟုတ်သူကဘာလို့ကျစားရောက်တရပါတော့ဟိုနဘိုးတွေကလည်းအမြင်စားရဟိုကစကန်မှုမှန်တို့ရဲ့ကိုယ်ကတီးထားပြီးသားပဲဟုတ်လက်ဆက်တာပေါ့ဟုတ်လက်ဆက်တဲ့စကန်မှုပေါ့ဟုတ်ကွာနေပြီးတော့ဘာလို့မိဘတွေကိုတွေ့ရင်ပြင်မယ်ဆိုရင်တွေ့ပြီးတွေ့ရင်ရချင်တယ်ဆိုရင် အဲအိမ်ကိုဝက်ဆိုက်တသိမ်းပေးရမယ်။အဲမန္တလေးနဲ့တွေ့ခဲ့ပေးမယ်။အဲဒါမျိုးတွေပေါ့နော်။အိမ်ကိုခဏခဏပြောတယ်။နောက်ပြီးတော့ဒီအမှုကနေလို့ရှိရင်တို့ချင်ရင်နောက်ပြီးတော့တို့ချင်ရင်ပေါ့နော်။ဟိုအမှုအမှုကိုတမှုပြောချင်ရင်ပတ်စံဘောက်ပေးရမယ်။ဒါမျိုးတွေကိုတွေ့တယ်ပေါ့နော်။နောက်ပြီးအိမ်ကိုလည်းတွားတယ်ပြောတယ်။အိမ်ကိုကြီးကြုံရောဥပါနေစီရော။ဟောဘောနော်။သမီးကိုအိမ်ကိုတွားတယ်။အိမ်ကိုတွားပြီးတော့အိမ်ကိုပေါ့နော်။အရှိန်နောက်ဒီအကုန်လုံးပိတ်လိုက်တယ်။ လိုက်ပြီးတော့ပေါ့နော်အမေကိုချိန်ချောက်တာပေါ့နော်အဲ့ဒီကဆိုဘယ်လိုရဲတက်မရတက်ပုံရိုက်တာတက်ပုံလိုက်ရပြီးတော့ဆိုချိန်ချောက်တာပေါ့အယုံမသိရင်ပေါ့နော်အမေကကျတော့ကြောက်တယ်တော့ဟိုကအယုံသိမ့်မယ်လို့သူထင်ပြီးတော့ပေါ့နော်ပတ်စံလေးပြီးအောင်သူချိန်ချောက်တယ်ပေါ့နော်အဲ့တော့လည်းနောက်ပြီးတော့အဲ့အယုံတိုင်းဝင်ရဲ့တဲ့ပြီးတော့အိန္ဒိယမှာအိန္ဒိယမှာရှိတဲ့ပစ္စည်းတွေတပ်ပေါ်ရဲ့တဲ့နောက်ပြီးတော့အိမ်မှာရှိတဲ့ဘာမှဖိဖိတပ်ပေါ်နဲ့တမိတပ်ပေါ်နဲ့ကိုတပ်ပေါ်လိုက်ရတယ်။အဲ့ပြီးတော့တို့တို့အပွဲပါတော့ဆိုင်ကယ်ရဲ့လာတာ။ဟုတ်အယုံ။အဲ့ချိန်မှာသူအမေကိုပြောတယ်။သူနေပြီးတော့သူသွားပြီးတော့ ဟိုမှာဒီအမှုပြောပါလို့သူ့ကိုပဲရတဲ့ပတ်စံပေါ့နော်အဲ့အဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့ပေါ့နော်90ညပေါ့နော်အဲ့အမှုပြောအောင်လို့ဆိုပြီးတော့ပတ်စံတောင်းတယ်အဲ့နေပြောစောင်းကိုအတွက်ကိုဇူလန်းစီတောင်းတယ်ပေါ့နော်လမ်းနဲ့သုံးမိပြရမယ်အဲ့လမ်းနဲ့သုံးမိပြရမယ်ဆိုတော့အမေကပေးလိုက်ရတဲ့ခါတဲ့ဟုတ်အဲ့ဟာနေပြောသူနေပြောသွားပြီးတော့ဒီအမှုပြောအောင်သူသင်ပေးမယ်ဒီတော့သူစဉ်းပြရမဟုတ်ဘူးအဲတက်မြင်ရတာပေါ့နော်ပတ်စံလေးတခုတနေ့တနေ့နေ့နဲ့ကိုဆိုတော့ပတ်စံကိုညှင့်တယ် နောက်ပြီးတော့သူတို့သမီးရှိကိုလည်းအစီအမလာတော့ကြာပေါ်တော့လာရတဲ့အချိန်မှာပြုံးဝင်ရဖို့အတွက်အာသမီးနဲ့ပတ်သက်ပြီးတော့လာပါတယ်ပြေပေါ်တော့ပတ်စံပေးနေရတာကပတ်စံနိုင်နေရတာပေါ့နော်သူတို့စားဖို့တောက်ဖို့ရှိနေလမ်းစီရဲ့အကုန်လုံးပတ်စံပေးနေရတယ်ဘာသာရတဲ့ဒီပေါ်တော့အဲ့ဒီဘာသာသူတို့ဖုံးလို့တဲ့နေပြီးတော့ဘရောင်းအဆုတ်ကိုတောက်ဖို့ရဲ့အချိန်ကိုလမ်းစီကတော့အိမ်ကမိဘတွေပဲဘောတော့ကြားလိုက်တာဟင်းပြီးတော့သူတို့ကပြောတာကအမှုတော့အမှုပေးမယ်ဆိုပြီးတော့ပတ်စံသုံးသိသွေးနှင်းတယ် ။အဲ့ဆီမှာလည်းမေမေကကြောက်တဲ့အတွက်ပေါ့နော်အမှုလိုက်လို့ရှင်တဲ့အတွက်ပတ်စံတုံးလေးတစ်ခါဖက်ပေးလိုက်ရရတယ်နော်။နောက်ပြီးကြရင်ပေါ့နော်ရန်သူကြီးနဲ့ရှင်းပြီးတော့သူအမှုပြောင်းအောင်လို့အမှုတွေနေအောင်လို့နေနေအောင်လို့ဒါမျိုးတွေကပတ်စံနေနာတော့ကလိုက်ကမယ်လို့လည်းအမှုသူပြောထားတယ်။အဲ့ဆီမှာအမေကလည်းပေါ့နော်ပတ်စံလေးအဲ့ဆီမှာလှူရှာတယ်။အရင်အရင်ပြလဲတော့မဟုတ်ဘူး။ဒါပေမဲ့ပတ်စံသူ့ပေးတဲ့မြောက်အောင်လို့ပေးနိုင်ပေးနေရတာပေါ့နော်။ဟိုချင်းကြီးပေးနေရတာပေါ့။ ထပ်ပြီးတော့အမှုတွေမတိုးအောင်လို့ပေါ့နော်သူတို့ကချင်းချောင်ရအောင်အင်းရဲ့အင်းရဲ့တက်ပေါ်ရပြီးတော့အင်းသိမ့်မဲ့ပုံစံမျိုးတွေလုပ်နေရဆိုအင်းရဲ့ဗက်ဆန်တွေတိုင်းပေးနေလားသူ့လမ်းစီရေပေါ်သူ့စားစီပေါ်နေပြီးတော့တွိုင်း30ရမ်းစီနောက်ပြီးတော့ဗလောင်းချုပ်ကန်ကိုသူတို့ပို့တယ်လေနှုတ်မှုစကန်မှာထားလို့အဆင်ပြေနှုတ်မှုစကန်ဆုပ်ပြတန်ရအောင်အဲ့တော့နှစ်ယောက်ထားလို့လုံးဝအဆင်မပြေဘူးသူတို့နေကွာထားဖို့အဆင်ပြေအမေရဲ့အတွက်ပေါ့နော်မိန်းကလေးရဲ့ကိုထားဖို့အချုပ်ကန်တစ်ခိုင်မရှိပါလေမိန်းကလေးရဲ့ကြားလေးထားတော့မရရအတွက်ကိုသူကဗလောင်းချုပ်ကန်မှာတွိုင်းသူ့ပို့ထားမှာခဏ ်ငေါ့ချုပ်ခန့်မှာတော့ပို့တော့သူမှာ15ရက်15ရက်တည်ထားတယ်ပေါ့နော်ရန်ရန်ယူပြီးတော့95လာချင်းနဲ့ပဲအမှုအမှုဖတ်လိုက်တယ်ဟုတ်ကဲ့ခင်ဗျဒီတော့ဒီအခုလက်ရှိပေါ့နော်ဒီကျွန်တော်တို့ဒါနေပြီးတော့လက်ရှိနေပြီးတော့အာပြည်မြို့ပေါ့နော်ပြည်မြို့ဘာဒီခရံဘာဘိုးတိုင်းအဘဘိုးတိုင်းမှာရှိတဲ့ဒီပြည်မြို့အပိုင်းတွေကဖြစ်ဖြစ်သွားတာတော်ဒီကျွန်တော်လက်ရှိနေတဲ့အရာတွေတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းကြီးစံပြရပါမယ် ။ဘာလို့ဒီကျွန်တော်တို့ကဒီ95ကာဂျီသမားတွေကပြန်လွတ်မယ်ပြန်လွတ်ဖို့တော့ကိုအနည်းဆုံးသိန်း300ကနေ900လေးကတို့တို့ဖြည့်ရှင်းလိုက်ရတယ်ပေါ့နော်။အဲ့တော့ဆိုလိုတာကဒီအကျန်းဖက်စစ်အုပ်စုဒီ um for the city sales အဖွဲ့ဟာကျွန်တော်တို့တွေဆီကနေငွေကြေးကိုမတရားနှိမ့်နဲ့အနိုင်ကျင့် um လိုကုန်းလေးဘောနဒီဘောနကိုညင်ပန်းနှိုက်ဆက်ပြီးတော့မှဘောနဒီအဲဓမြတိုက်တယ်လို့ပေါ့ဗျာဓမြတိုက်တယ်လို့ယူအဲခဏခဏယူတယ်ဆိုတဲ့အားလေးကိုဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့အခုလက်ရှိဒါနေပြီးတော့ဒီအခုဒီညမငယ်လေးဆိုလို့ရှိရင်ဒါနေပြီးတော့ဘောနဒါသူကဒီအဲ့ဒီမှာစခန်းမှုကြိုကြိုဦးနော်ဒီထုံးဖို့စခန်းမှုကြိုကြိုဦးဆိုတဲ့ကောင်ကဒါနေပြီးတော့သူဒီညမလေးထောင်မကြဖို့အတွက်အဒီညမလေးကနေပြီးတော့လက်ရှိနေပြီးတော့ဒီအမှုကပြန်လို့ဖိပေးဖို့ဆိုပြီးတော့ဘောနပြန်ထောင်မကြအောင်ပြန်လို့အောင်ဆိုပြီးတော့ဒါ ငွေကြေးတောင်းခံတယ်ဆိုတဲ့ဟာလေးကိုဒါကျွန်တော်တင်ပြတော့ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကလည်းဆက်ပြီးတော့မတ်တနာတော့ဘာတွေလဲဆက်ဖြစ်နေတယ်ညီမလေးဟုတ် အဲ့ဒီမှာပေါ့နော်သူကဘာအောင်ချုပ်ခံအောင်ပို့လိုက်တယ်ပို့လိုက်တော့လေပေါ့နော်အဲ့ဒီ line train ကားလားကားကားလားနမ်းမှာစားတာတောက်တာကြီးပေါ့နော်သူတို့ကိုပေါ့နော်ဟိုအစင်ပြောင်းမို့ကိုကိုအစင်ပြောင်းရဲစက်ကန်းထဲမှာအစင်ပြောင်းအဲ့ဒီ brown ရဲစက်ကန်းမှုနဲ့လည်းအစင်ပြေကိုကိုယူဆိုင်အောင်ဆိုပြီးတော့လေအဲ့ဒီလုံးဝရဲစက်ကန်းမှုပတ်စံနေပေးရတယ်နောက်ချောင်းမှာလည်းသူတို့တွေအရင်ဝိုင်းတော့ပဲစဉ်းစဉ်းပေးရတယ်ပေါ့နော်အမေကသူတို့အရင်တော့ဖို့အတွက်ပေါ့ပေါ့နော်ဟိုလားအရင်ဝိုင်းနေတော့ပေးရတယ်သူစားတော့ဖို့ကြီးပေါ့နော်ကိုလည်းအရင်ထောက်ပံ့ပေးရပေးရတယ်ပေါ့နော်ကိုလမ်းစိစီဘူးပါဘူးအစားပြေပေါ့နော်ပတ်စံပေးလာနေရတယ်ဟိုဘယ်နောက်ချောင်းကရောက်သွားတဲ့အချိန်မှာ ライアーズが終わろう。それ終わるのがバーを。 ါပေမဲ့ ground ရဲစခန်းမှာရှိတဲ့ရဲတွေပေါ့နော်။ရဲတွေကအဲဒီကငငယ်ကြီးလောက်လာရဲဆိုရင်မကြိုက်ဘူး။အဓိကတွဲချင်တာအဲဒီ ground ရဲစခန်းမှာရှိတဲ့ရဲမီပေါ့နော်။ရဲမီအဲသူ့နာမည်က Moses လို့ခေါ်တယ်။ Moses Moses ဟုတ်။သူကရိုးရိုးရင်းမလားဒါမှမဟုတ်အရာရှိလားဘလို့ရာထုတ်ဘူးအဆင်နဲ့။ဟုတ်ရိုးရဲမီပဲ။အမေရာမီရဲ။ဆက်ပြီးတော့ဟုတ်။အဲ့ရဲမြာပါတော့နိုင်ငံရေးမှုဆိုရင်ကပြိနေချင်တယ်။နောက်ပြီးဆိုရင်လည်းအရေးဆိုင်ရတဲ့မှာဆိုလည်းသူအလက်ကပ်ပြီးတော့ပဲလို့ဝေးဒီအမကြီးကိုလိမ့်ပြီးတော့စားနေတာ။ဟုတ် ။တစိုးရရပေါ့နော်။တခြားမှုပဲဖြစ်ဖြစ်နိုင်ငံရေးမှုပဲဖြစ်ဖြစ်ပေါ့နော်။ဟိုတလားကိုသူ့ကျွန်တော်ပတ်စံကြည့်ဘယ်လောက်စားရမလဲ။တနေ့ညမှာစားလို့မရဘူးပေါ့နော်။သူ့သူ့ဆက်ရအောင်ချင်းနေရကားပေါ်ကမစင်းငင်နေရသူ့ပြေးထွက်လာပြီးတော့တန်းပြီးသူ့နဲ့ချိန်တယ်ပေါ့နော်။အဲစားဖို့တားဖို့စီအစားဖို့တားဖို့သူ့ရှိမှာပတ်စံပြေးပြီးတော့စားရမလဲ။အဲတနေ့ကို9000နဲ့ပေးစားမယ်။တနေ့က1000နဲ့ပေးစားမယ်။9000နဲ့ပေးစားရင်ဘလို့အစားစားလို့ရမှာအဲ့လိုမျိုးတော့တယ်။အဲ့တကယ်တကယ်ကျတော့အဲ့ခဏရရနေခဲ့တဲ့အချိန်မှာပေါ့နော်။ဟိုတနေ့9000နဲ့15000ပေးပြီးနေခဲ့ရတယ်။ စားရတယ်ပေါ့နော်ဒါပေမဲ့ချက်လို့ပေးတဲ့ဟာဒီကောင်လုံးကလည်းပေါ့နော်လုံးဝအဆင်မပြေဘူးအဲ့ဒီ brown အချုပ်မှာတော့အစားတောင်မကျွေးဘူးအဲ့သူတို့အချုပ်ပတ်နေပြီးတော့တကယ်ဆိုရင်ပေါ့နော်အဲ့အချုပ်သားတွေကိုသူတို့အချုပ်ပတ်နေကျွေးရတယ်အစီအစဉ်ရှိတယ်ဒါပေမဲ့ခမင်းတော့ပေးတယ်ခမင်းရတယ်ခမင်းတော့ကိုယ်လေးပေးရုံနဲ့ဘလုံးကစားလို့အဆင်မပြေဘူးလေပြင်ရကြတော့သူတို့ကစီးရင်းပေးတာအဲ့ဒီ ခင်ရတယ်ပေါ့နော်စီရမပါဘူးပေါ့နော်ရေဘောလုံးနေပေါ့နော်ဘလုံးကမစားလို့တော့အဆင်မပြေရင်းနေမျိုးနဲ့လာသေးတယ်အားဆိုလဲပေါ့နော်အရုပ်မတဲ့ဘဝနဲ့ပေါ့နော်လုံးဝအဆင်ပြေအောင်စားဖို့ကိုအဆင်မပြေအောင်နဲ့ပြေရင်းနေနေပေါ့နော်လုံးစားရတယ်ဒါပေမဲ့ဒါကလည်းကစားတာမဟုတ်ဘူးလေပတ်စံပေးထားပြီးတော့ကောင်းမစားဘူးပေါ့နော်အဲ့ဒီဘုန်းဆက်မှာပြီးတော့နောက်ပြီးတော့အဲ့ဒီဘုန်းဆက်ကကိုရိုနာသမားဖြစ်တဲ့အတွက်သူကအမြဲတမ်းပြနေရှင်တယ်ပေါ့နော်ဒီအာနေတောင်းလုံးလာခွေးလားမလုံးလားနဲ့ခဏခဏလည်းလာပြီးတော့အဲ့လိုစကားတွေပေါ့နော်နိုင်ကြည့်ဆောင်သားရှင်တဲ့ဘုန်းကြီးတွေပြောတယ်ပေါ့နော်နောက်ကြတော့ သူသူနာမည်ခေါ်ရင်ပေါ့နော်ဟိုဘယ်လိုလဲရှိပါရဲ့ရှင်အဲ့လိုပြောရမယ်ပေါ့နော်အဲအဲ့ချိန်မှာတတိယရှိပါရဲ့ရှင်တော့ပြောနိုင်အောင်သူကရှင်နာမို့ပေါ်တဲ့အချိန်မှာတတိယလည်းပြောဘူးပေါ့နော်သူ့သွားပြောအဲ့ရှိပါရဲ့ရှင်တော့ပြောဖို့သူကတာမယ်ရဲနေပဲလေအရာရှိလည်းမဟုတ်ဘူးဘာမှလက်ပတ်လည်းမဟုတ်ဘူးပေါ့နော်အဲ့ရဲမျိုးသူရှိပါရဲ့ရှင်တော့ပြောနိုင်အောင်ဒီတော့လည်းမပြောပြဘူးပေါ့နော် ကျွန်တော်ရဲ့အတွက်သူသမီးကိုအဲ့ဒီကမကြည့်ရတာပေါ့နော်ပသက်လာအမြဲတမ်းရှာနေရပေါ့နော်ဒီအမိုက်ကန်လေးကိုဒီမှာအမိုက်ကလို့မထည့်ရတဲ့ကိုနောက်ဘာမှလုပ်တာလဲပေါ့နော်အဲ့ရည်ကိုလုံးဖြင်းထားရလဲဒါကလို့အမြဲပသက်လာလာရှာနေရပေါ့နော်ချင်းရင်းတန်ကိုအဲ့ချင်းရင်းတန်ကြည့်ရဆိုတာသူ့ရဲ့အဲ့ရအချုပ်ခန်းမှာရှိတဲ့ပညာတွေကတန်ရထားတာမဟုတ်ဘူးဒီတိုင်းပညာကိုဒီတိုင်းတင်ထားတာအောက်မှာလည်းအမိုက်တွေပဲလည်းပွားနေအဲ့ကျွတ်တယ်အများကြီးပေါ့နော်တော်တော်စွပြတဲ့နယ်ရဲစက်ကံပေါ့အမင်္ဂလေးဆိုပြီးတော့လေမင်္ဂလေးအင်နာမှာသက်သက်ကံအဲ့လိုမရှိဘူး ။နောက်ပြီးတော့ရေကိုလည်းတခြားစီစဉ်ပေးတာမရှိဘူး။ပိုက်ရည်နဲ့မနေဘောနော်။အဲရေတစ်ခါတင်းပြီဆိုရင်လည်းစောင်းလေးပိုင်းမှအဲ့လိုစိုးပြီးတော့နော်။ပိုက်ရည်အဆင်မပြေဘူးပိုက်ကလေ။ဟိုဓာတ်ရိုက်လောက်ထလာမဟုတ်ပဲနဲ့ဟိုဘက်ကကြိုးတွေတွဲပြီးတော့လောက်ကတစ်ခါတစ်ခါနေတင်းဖို့လည်းသူတို့ပဲအဲ့လိုတင်းပြရခဏခဏအဲ့လိုတင်းပြနေ။အဲ့ရဲ့ဆိုင်မှာတော့တော့အဆင်မပြေခဲ့ဘူး။ဟုတ်ဒါဆဲအုပ်စုရဲ့ကတော့ဒီခုနကမှမရှင်နဲ့မောင်ဝေသူလို့ခေါ်ရလို့ရှိရင်ရှိပါလေရှင်ရှိပါလေခင်ဗျာကျွန်တော်ရိုးရိုးသေးသေးလေးအာလုတ်ပေးရထုတ်ပေးရတဲ့ဟာဒါဆဲအုပ်စုရဲ့ ဒီအစဲအဆုအလဲအောက်မှာအလုံးလုံးနေတဲ့ဒီကြုံတပေါက်လေးတွေရဲ့အပြုတ်မှုလေးတွေပေါ့ဗျာပြောရမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကမြုံညက်ထောင်မှာဆိုလို့ဒီတိုင်းပဲအာသူတို့လာလို့ရှာတာဘအာတခါလေးဘိုးလေးအာဆရာမခိုးလို့မရဘူးနော်ခိုးလိုက်ပြီဆိုလို့ရှိရင်သူတို့မခိုးအဲ့ဒါမျိုးကျွန်တော်ဆိုလို့ရှိရင်အဒီထောင်မှုကြီးကြိုစရာဆိုတဲ့ပုံအဘဘလို့မခိုးလို့ကျွန်တော်ဆိုပွားခဏခဏရိတ်ခံရတယ်ပေါ့နော်ဒါဆိုလို့တာကဒီဆက်အုပ်စုဒီအကြမ်းဖက်ဒီမဲအောင်လိုင်းရဲ့လက်အောက်မှာ ဒီကနေ့အလုံးလုံးနေကြတဲ့ကောင်းတွေဟာသူတို့ကသူတို့ပါလို့ယာထုတွေအာနာတွေပါဝါတွေကိုသူတို့ကဒီလူလူပြရကြတယ်နော်အဲ့ဒါဒါတွေကတော့ဒါကျွန်တော်ဒါဘယ်လိုနေစင်တဲ့တိုင်းကကျွန်တော်ကြောင်တွေ့နေရတဲ့အဲဒီကျွန်တော်ထောင်ထဲမှာရောအပြင်လောကမှာကျွန်တော်ကြောင်တွေ့နေရတဲ့အဖြစ်ပြည့်တွေဖြစ်ပါတယ်ဗျအဲ့တော့အခုလက်ရှိနေပြီးတော့မရှင်နန်ကနေပြီးတော့ဒီအာပဒေါင်းအရှုပ်ကနေပြီးတော့နောက်ထပ်ဘေးနေရာပြဆက်ပြီးတော့ရောက်တော့တယ်ဗါရင်ကဆက်ပြီးတော့ဖြစ်ခဲ့တယ်ဘာလို့လဲတခြားအကျဉ်းလုံးပြတတ်သေးတယ် အဲဗလားဆိုခန့်ရနေပြောပါတော့ဆန်သွားရပြည့်တဲ့အချိန်မှာပေါ့နော်အဲဗလားမျိုးနဲ့ကြားရမှာရမန်ထပ်ယူရဲပေါ့နော်ရမန်ယူ9ရက်ယူရဲရမန်9ရက်ယူပြီးတော့အဲဗလားမျိုးနဲ့ကြားသူချင်းနဲ့တွေ့တယ်အဲသူချင်းနဲ့တွေ့ပြီးတော့အဲဘိုးကြီးကျော်ကျော်ဦးဆိုတဲ့သူကပဲသူကသူဓာတ်ရည်ညှိနှိုင်းပေးမယ်ပေါ့နော်ဟို950ချင်းနဲ့ရတော့1000အကြဖို့ကြာမှာပေါ့နော်ဒါပေမဲ့3နှစ်အကြဖို့ပေါ့နော်2နှစ်ပဲကြာအောင်လို့2ရောက်အောင်လို့ဆိုပြီးတော့သူကတရားသူကြီးကိုပေါ့နော်ပတ်စံပေးမယ်ပတ်စံပေးမယ်ငါပတ်စံပေးမယ် လို့ငါတို့အစီအပြောင်းလို့ငါတို့တနေ့ပတ်စံပတ်စံပေးကြတယ်ဆိုရင်နောက်နေ့ပဲကြာမှာဒါမှမဟုတ်လည်းတနေ့ထွက်ရကြမှာတန်ကိုပြန်ပြောပြီးတော့အမေသမီးရှီရံပတ်စံလေးတောင်းတယ်။ဟောပြောတော့သူလမ်းစိတ်ကလေးအသားဆောင်လေးပေးနေရတာပဲသူကတက်တက်သူ့နဲ့တနေ့တိုင်းခေါမကြမရှင်းရထွက်ကြမှာတန်ကိုပြန်ပြောပြီးတော့အမေသမီးရှီရံပတ်စံလေးတောင်းတယ်။ဟောပြောတော့သူလမ်းစိတ်ကလေးအသားဆောင်လေးပေးနေရတာပဲသူကတက်တက်သူ့နဲ့တနေ့တိုင်းခေါမကြမရှင်းရအဲ့လိုပတ်စံပေးနေရတာဒါဆိုအဲ့လိုဆိုတာဒီဘုံရဲ့ကြောင်းဆိုတဲ့ကောင်ပေါ့။ဟုတ်ကဲ့ဘုံရဲ့ကြောင်းဦးတင်ပါမယ်။ အဲ့တော့ဒီဘိုးကြီးတို့ဆိုအဲ့ဒါမျိုးဒီငွေလေငွေရောလင်းရဆက်တော့ပါဘို့အဲ့တော့ညီမတို့တော့ဗါလေထောင်မကြဖို့အတွက်တောင်းလာလားဒါမှမဟုတ်ခွင့်နဲ့ထောင်ကြတော့တက်တာအောင်တောင်းလာတာဟုတ်စတန်မာလေးကတော့ထောင်မကြဖို့သူမျိုးဆန်တောင်းလာပါဘို့အဲဒါမဲ့အဲစင်ကလည်းရောက်သွားပြီးတော့ထောင်ဖို့ကနေကြအောင်မှာထောင်မကြရင်မဲ့ပြီးတော့ စ်တော့ရောက်မယ်ပေါ့နော်အဲ၃မိနစ်နားရမှာနားရတာကြာသုံးနေပဲလေ၃မိနစ်ထပ်ခွဲချတော့မှမရတော့အဲ၃မိနစ်၃မိနစ်ချတော့၃မိနစ်ချလိုက်ရင်ပေါ့နော်ဟိုလားအများကြီးပြသွားမယ်အဲပြီးတော့ငင်းတက်တာတွေပါလေရအောင်လို့တနားခံစားလက်တင်ပေးမယ်နောက်ပြီးတော့နှစ်နဲ့နှစ်ရောက်ပါအောင်လို့ပေါ့နော်ဟိုစမ်းသပ်တင်ပေးရမယ်အဲ့လိုတော့တရားသူကြီးရဲသူကြီးနိုင်မယ်ကဟာလေဝေယံဖြိုးဝေယံဖြိုးလို့ခေါ်တယ်ဝေယံဖြိုးဆိုတာယောက်ျားလားမိန်းမလားနော်ပေါ့ ဟုတ်နွားလားနွားမလားနွ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 ားဘူးနော်ဟုတ်အဲ့တော့ဒီကျွန်တော်ပြောချင်တာကဒီဘောနော်ဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့တွေကဗါလဲဆိုဒီအာကျွန်တော်လည်းအမှုရင်ဆိုင်ခဲ့ရတယ်ဘောနော်အာကျွန်တော်ရင်ဆိုင်ခဲ့ရဆိုတာကျွန်တော်ကြောင်တွက်ခဲ့ရတယ်အဲ့ဒီမှာနေပြီးတော့အဲ့ဒီမှာနေပြီးကျွန်တော်မိမ့်မကိုကျွန်တော်မိမ့်မကိုအဲ့ဒီမှာနေပြီးတော့ဒီမြောင်းများမြော့နေပေါ့လေဒီမြောင်းများမြော့ရစ်ကမှုကအာကျွန်တော်ကိုပြန်လို့ရှင်ရသိမ်းခိုင်းရပါမယ်ဘောနော်ဒီသိမ်းခိုင်းရတော့ဖြေလျှော့လိုက်ရမှာပေါ့ဒီသိမ်းခိုင်းရပေးလို့ရှိရင်ဖြေလျှော့နဲ့လွတ်မယ်ဆိုတော့အဲ့ဒီလိုမျိုးလေးပြောတာလည်းရှိတယ် နောက်တစ်ခါနံပါတ်2ရှင်ကျတော့ဒီကျွန်တော်တို့အတူတူအရှုံးပြမှနေကြတဲ့အကောင်လေးတရားဝင်တော့လက်ရှိသိမြောက်ပါပဲထားလိုက်ပါတော့သူ့ဘက်ကျွန်တော်ပြောတော့ဘူးအဲအဲ့ဒီကောင်လေးကိုလည်းသူတို့ကဖြေရှင်းနေမော်နော်တိန်900တော့ပေါ့နံပါတ်3တိန်900တော့ပေါ့ဗျာဖြေရှင်းနေပြန်လို့တော့လည်းကျွန်တော်ဆွေးရတယ်ဗျာအဲ့တော့အခုလက်ရှိနေပြီးတော့ဒီအမရှင်နာကရောဒီသူတို့ကဒီလိုမျိုးငွေပေးလိုက်ပြီးနောက်ပိုင်းမှာနောက်ထပ်ဘာလေးနဲ့ဆက်ဖြစ်တယ်အင်ဂျာတို့ကြီးနဲ့အိမ်လာကြောက်ကြောက်ဦးနဲ့ပေါ့နော်တရားသူကြီးနဲ့မြဝေးရပြောအဲဝေးရပြောနဲ့ဘလန်ကိုဆိုတရားသူကြီးကောင်နဲ့ အဲ့ကြောဆိုရင်စကံမောင်နဲ့နေရာပေါက်ပြီးရောပဲနော်ပတ်စံလေးငူလာပေါ့နော်ပတ်စံ55ဒိန်ပေါ့နော်55ဒိန်တော့တ냐ရေပြောင်းငောင်းဖြစ်ပဲနဲ့ဟိုကိုရီအစင်မပြည့်တဲ့လူတွေတော့လာပတ်စံကအများကြီးပုံသွားရပေါ့အများကြီးလည်းတက်လာပါတယ်ထပ်ပြီးတော့ကိုတို့ရဲ့ဒီကိုတန်ကိုလို့မမေတို့မှာအစင်မပြည့်တော့ချိန်ပိုင်းတော့တက်ပါရပေါ့နော်အိမ်မှာဆိုလည်းသူရှိရပြပတ်စံနဲ့ပေးနေရတဲ့အတွက်လေမိမိတို့နောက်ပါလိုက်နေရတဲ့အတွက်လည်းအိမ်မှာအမှမလို့ရှိနေရတော့အလုံးလေးမရောက်တော့ရောက်ဆောင်နိုင်နေရတဲ့အတွက်ကိုမစီးပိုင်းမှာလုံးခင်နေရတော့အလုံးရှိနေရတော့ပေါ့နော်အဲ့ဒီမှာသူရသူချင်းနဲ့ပြန်ပေါက်ပြီးတော့55ဒိန်လင်းယူသွားတယ်လင်းယူသွားပြီးတော့ပါနော် အဲ့ဒီဒီဘက်ကနေအမိတ်ချတဲ့အချိန်ကြာရင်ပေါ့နော်ဟိုတန်းသားဆန်စာလည်းတင်းမင်းပဲအဲနှစ်ပြင်းမှာဖန်တဲ့ဒါဟုတ်တန်းရဲ့ဆွဲရဲဖြစ်မယ်ပေါ့နော်အဲ့လိုပြောပြီးတော့နေတော့နေနေလည်းဟုတ်ပါစမ်းဟုတ်ဒါဆိုရင်အဲ့လိုက်အဲ့လိုက်အဲ့ဒီဟာကြီးနောက်ပိုင်းမှာအဒီလုံးဝင်ပြီးနောက်ပိုင်းမှာလက်ရှိနေပြောအနေမှာပြောဒီပေါ့အာအဲ့ဒီအရှုံးထမနေတဲ့ကာလမှာရောညီမအနေနဲ့နေပြီးတော့ပေါ့နော်ဘယ်လိုမျိုးနောက်ထပ်အမ်ပေါ့နော်ဘယ်လိုပုံလဲအမ်ဟိုသူတို့ကလည်းကောင်းကောင်းမဆက်ဆံသေးတာဒါမှမဟုတ်လည်းသူတို့ပုံသားမျိုးနဲ့ဆက်ဆံထပ်ပြီးဆက်ဆံသေးတယ် ်တောင်းကြောက်တယ်မှာနေတော့အကိုကြီးတော်တော်ကဒါတွေ့ရပေါ့နော်တွေ့ပြီးတော့သူကဟုံးသိမ့်ရံပေါ့နော်ဖုံးကိုထိသိမ့်ရံဖုံးထဲမှာအိစားရတဲ့ဆိုင်မှာနေတာဖုံးကိုထိသိမ့်ရံမေးတာပေါ့နော်တကယ်ဆိုဖုံးကဒီတပိလွတ်လာတဲ့အချိန်မှာဖုံးပြန်ပေးရမှာပေါ့နော်ဖုံးပြန်မေးရဖုံးပြန်ဖုံးသိမ့်သွားရပေါ့နော်ဟုတ်ကဲ့သူရင်းထားတာထိသိမ့်ရခဏခဏဒီအမှုဖြစ်စဉ်အားလာအတွက်ပါပေါ့နော်ဟိုပုံကိုထိသိမ့်ထားရဆိုတဲ့အားလက်မှတ်တွန်းပြီးတော့ဒီကိစ္စကြီးကပုံကိုပြန်ပေးမယ်နဲ့အဲ့လိုပဲပုံမျိုးသိမ့်ပါအခုချိန်ကြီးအသိအသိသွားရပေါ့နော် ဒါကတော့ခဏတော့ဒါကျွန်တော်လေးကြောင်းတက်ခဲ့တာကျွန်တော်မှဆိုလို့ရှိရင်ဒါနဲ့ပြီးကျွန်တော်ကွန်ပျူတာတွေအဲကျွန်တော်ဖုန်းတွေအမှန်မှန်ကအဲကျွန်တော်ရဲ့ဖုန်းထဲမှာတွေ့တဲ့အရှင်းလက်တွေကနေပြီးတော့ဒီအဲတင်းတွေအဲတခြားအားတွေပြီးကျွန်တော်ရှင်းထားတာရှိတယ် like ပေးထားတာရှိတယ်အဲ now knowledge ဒီကြောင့် YouTube တွေဆိုလို့ရှိရင်ဒါကျွန်တော်ဒါ like subscribe follow ပေးထားတာရှိတယ်ဆိုတော့ဒီကွန်ပျူတာမှာကြာတော့ဘာမှအရှင်းလက်မရှိဘူးကျွန်တော်ကွန်ပျူတာမှာကြာတော့ဒါကျွန်တော်စာသင်ခဲ့တဲ့ကောင်တွေဒါတခြားဒါကျွန်တော်ရဲ့ဒါလူမှုရေး ကန္တာအနေနဲ့ကျွန်တော် block ပိုင်ခဲ့ရတဲ့အပေါင်းလေးပဲရှိတယ်ဒီ computer မှာဒါပေမဲ့သူတို့ကအာကျွန်တော်စီမှာလာပြတဲ့အခါမှာ computer ပြန်ရမယ်ဆိုပြီးတော့ပြောတာလေးလေးတွေ့တယ်ဟိုသူတို့လာပြတာကတော့ computer ပြန်ရမယ်ဒါပေမဲ့ phone ကိုတော့အာနိုင်ငံတော်ပိုင်းအဖြစ်သိမ်းဆည်းရမယ်ဆိုတဲ့စကားလေးမျိုးတော့လာပြောတယ်အဲ့တော့ညီမကိုကြားရတာမျိုးလာပြောတာရှိတာအဲ့လိုနိုင်ငံတော်ကမရှိဘူးဒါပေမဲ့လည်း internet ဆက်လာမှာကိုဖက်လိုက်ရတာဟုတ်ကဲ့တဲ့ရံဘာဖြစ်တာကလည်းတဲ့ရံဆိုပြီးတော့အာတကယ်ဆိုဖိတ်သိမ်းထားပြီးတော့ဒီအမှုဖြစ်စဉ်ကလည်းပြီးရဲ့အချိန်မှာပြန်လွတ်လာတဲ့အချိန်မှာ ုံးပြန်ပေးရမယ်ဟာမမေ့မနဲ့ဟုတ်ပြီဒီပိတ်ထားရပါတော့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောဒီနေ့တင်ပြကျင်တာပါလဲဆိုဒီကျွန်တော်တို့လက်ရှိနေပြီးဒီအာနာယုအကြဖက်ဆက်အုပ်စုမဲအောင်နိုင်ရဲ့လက်အောက်မှာလက်ရှိလုတ်ကင်နေကြတဲ့ဒီအဲဘောနော်ဒီတာဝန်ထမ်းဆောင်နေကြတဲ့ကောင်တာဝန်ဆိုပြီးတော့ဘောနော်တာဝန်ဆိုတဲ့ခေါင်းစဉ်အောက်ကနေလုတ်ကင်နေကြတဲ့ကောင်တွေဟာဒီကနေ့နေပြီးတော့ဘောနော်အဲကျွန်တော်တို့ဒီပြည်သူပြည်သားတွေဆက်နေပြီးတော့မတရားဒီငွေကြေးတွေကိုမတရားရယူပြီးတော့ နေဝတ္တမြတ်တိတ်တော်ဟိုကဒီတမြတ်တိတ်တော်ဒီအဲကျွန်တော်တို့ဇာနေပြီးတော့အမ်မရှိဘောဘယ်လိုခုနရေပါတာဘယ်လိုရှင်လဲရေကိုပေါက်တာမလို့ရေကိုဆိုတာမျိုးပေါ့နော်အမ်ဒီငွေကြေးတွေကိုမတရားဒီကျွန်တော်တို့ဇာနေပြီးတော့မရရတဲ့နေနေငွေငွေညံ့ပေါ့နော်ငွေညံ့ငွေတောက်ဟာဘယ်လိုခုလဲ ဘယ်လိုကုန်လဲသူတို့ရာစုတွေအာနာတွေပါဝါတွေပြပြီးတော့ကျွန်တော်တို့ဇီယာတွေကမတရားငွေညှင့်ရယူသိမ်းရယူနေတဲ့ဟာတွေတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ပြင်ပြဖြစ်ပါလိမ့်မယ်။အဲ့တော့အခုလက်ရှိနေပြီးတော့မရှင်နာအနေနဲ့ဒီကောင်ကဒီအာဘောဒီထောင်မကြခင်ပေါ့ဗျာဒီအခုလက်ရှိနေပြီးတော့ဖန်စီခံရတဲ့အရှင်ကစပြီးတော့ဒီထောင်မကြက်ရဲ့ရှင်ကငွေကြေးစုစုပေါင်းဘယ်လောက်ကောင်ကြက်ခဲ့မယ်လို့ခံမှန်းမိခံမှန်းကြည့်ပေါ့ဗျခံမှန်းကြည့်ဗောဒါလေးဆိုပြတော့ အမမဆိုရင်အဲ့လိုကိုယ်ပူရတဲ့ဟာတွေရောဗောနော်သူတို့လိုက်ထိုးရတဲ့ဟာတွေရောတွေ့ခွင့်ရဖို့အတွက်ကိုပတ်စံပေးရတာတွေရောဗောနော်ဒီစေဝါတွေဆောင်းထူထောင်းဆောင်းထူနေလို့အဲ့သူတို့ပြဿနာရှာတဲ့ရောလေအဆင်ပြေသွားအောင်ဗောနော်ပတ်စံထည့်ရမယ်အကောင်တော့ပေါင်းလိုက်မယ်ဆိုရင်90လောက်ပဲပုံမယ်ဟုတ်အဲ့တော့ဒီရွာတေရွာမှာကျွန်တော်တို့ကျွန်တော်ဘာလဲဒီကမိဘပြည်သူတွေကျွန်တော်သိနေကြတာဗာလဲဆိုတော့ဒီကျွန်တော်ရွာလေးတေရွာမှာသိန်း90ရောက်ဆိုတော့လွေရမို့ဗျဒီကျွန်တော်တို့ဥမာရွာတေရွာမှာနေပြီးတော့ဥမာဆိုကြပါစို့မြို့မှာကျွန်တော်တို့ငွေတန်မြို့မြို့မှာ ဝင်စင်သိမ်းတော့ပါမြို့တစ်မြို့မှာတလားစာအဲသုံးလို့မရဘူးဒါနဲ့ရွာတရွာမှာစင်သိမ်းဆိုတာဒါအင်မတန်မှဒါပေါ့နော်ရှာရလေးခက်တဲ့နေရာတခုနောက်ပြီးတော့ဒီကျွန်တော်ဒီဝင်စင်သိမ်းဆိုလို့ရှိရင်ဒါအနည်းဆုံးဒါရွာတရွာမှာမိသားစုတစုအနေနဲ့တစ်နှစ်လောက်ခိုင်စားလို့ရတဲ့နေရာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအနေထားမျိုးမှာဒီလိုမျိုးဒီ accession နဲ့အယူကလေးမလေးဒီမိဖလေးစီရလေးဖောင်ကြဖို့အတွက်အဲဝေးသိန်း90လောက်တောင်းကြတာကိုပြရနော် အဲ့တော့ဘုဒ္ဓတော်ဒီဝသိန်း50တောင်းယူပြီးနောက်ပိုင်းမှာမရှင်နာကနေတော့ခုနှစ်ရှိအဲ့မှာထောင်ကျသွားတဲ့ခါမှာရောဗာရီနဲ့ဆက်ကျင်တယ်ဒီထောက်ပြတာဘောကတည်းကရှိအာဒီအရှုပ်ထက်မှာပေါ့နော်ဒီဘယ်လိုမျိုးအဲနောက်ထပ်ရင်ဆိုင်ကြောင်းပြရတယ်မျိုးရှိတယ်အဲ့ဒါတော့ပြောပါမယ်နော်95ပဲပေါ့အဲ့ဒါအင်မိုးဆယ်ဆိုရဲမိမနဲ့ပေါ့နော်အဲ့မှာရှိရဲအဲ့ရရှိမိမတယောက်ပေါ့နော်အဲ့ရရှိမိမတယောက်နဲ့ကဟိုအိမ်ကအဲ့တွေလာတဲ့အချိန်မှာပေါ့နော်မိ သူတို့မင်းကလေးချုပ်ခန်းနဲ့အရာအဲ့ပြလာတဲ့နေရာနဲ့ရပါတော့မမြင်ရအောင်အတန်းပဲကြားရတယ်ပေါ့နော်လုံးဝမမြင်ရအောင်ပြန်ပြီးတော့အဲ့ဒီမှာကို့အတန်းကို့အမိတန်ကိုကြားနေပြီးပေါ့နော်ဟိုထွက်မတွေ့ရတယ်ခဏခဏကြည့်ရတယ်ဟိုကိုသက်သာတယ်လို့ဖြစ်မှာခရမ်လုံးဝမခံစားနိုင်ဘူးပေါ့နော်အဲ့ချိန်မှာအမေခေါ်နေတဲ့အချိန်မှာသမီးကြီးကိုခေါ်နေတဲ့အချိန်မှာကိုကဘာမှပြန်ပြောနိုင်တော့လုံးဝနေထဲမှာဆိုးပြီးအရန်ငိုချင်းနေပေါ့နော်တွေ့လည်းမတွေ့ရဘူးပေါ့နော်အရန်တွေ့ချင်းနေအဲ့ချိန်မှာမမေကလည်းငိုပြီးတော့ပေါ့နော်ဟိုဆံမရေတွေ့ခင်ပေးပါအမှန်တရားအဲ့လိုတောင်းတော့ မလည်းပတ်စံတစ်ခါပြေးရရဲပေါ့နော်ပတ်စံပြေးပြီးတော့ဟာအဲစက်ထန်းဟိုကလည်းဝဲမြောပေါ့နော်တွူးခင်ပြေးလိုက်ပါဘာညာတွူးတာပေါ့အဲအဲ့ဒီမှာတွူးခင်ပြေးတယ်တွူးခင်ပြေးတော့တကားကိုလားဖွင့်တဲ့အချိန်မှာဆောက်အောင်ပြောပေါ့နော်လက်လက်ထိုက်လက်ခတ်တယ်ပေါ့နော်လက်ထိုက်ကြပြီးတော့ဒီညဟိုနားလက်ဒီနားလောက်ကိုသွန့်တွေးတာနေတော့မှဒီလက်ထိုက်ခတ်တယ်အဲ့ဒီခတ်ပြီးတော့ မတော်တာကြီးနေမောပဲပါနော်ဟိုဟာတို့တို့အဲ့လိုရှုပ်စီနေပေါ့အဲ့လိုရှုပ်စီနေပုံစံမျိုးနဲ့တော့လာခွင့်ရမှာပဲတော့ထွက်အဲ့လိုအဲ့လိုမှန်တယ်အမိတ်နေပြီးပြောနော်ဟိုစောင်းအောင်ရောပါနော်မကြည့်မပြူနဲ့အဲ့လိုမတွေ့ရတာပေါ့ကိုတွေ့ရတယ်တော့လည်းမိပါနေစကားပြောခဲ့မရှိဘူးနေကောင်းချက်ပါလို့ပဲပြောလို့ရတယ်ပေါ့နော်ကိုအမှုကိစ္စနဲ့ပတ်သက်ပြောချင်တာပြောလို့နေရအောင်အနာပါကတ်နေရပေါ့နော်တို့တို့ကတို့အဲ့နေရကျွန်တော်ကတ်နေရပြီးတော့အထက်ကိုပြန်ထည့်လိုက်ခြင်းပါလေဟိုစောင်းအောင်ရောပါနော်အတင်းအတင်းပြန်ထည့်ရတဲ့ဟိုအဲ့တို့အဆုံးခံရောပြန်ထည့်ခြင်း ပြောမိရနဲ့ပြောနေတဲ့အချိန်မှာလည်းပေါ့နော်အနာကနေပြောပေါ့နော်တစည်းလေးနဲ့ပေါ့နော်ဟိုအချိန်ကြာနေပြီအချိန်ကြာနေပြီဘယ်လည်းမဖြစ်သွားပြီလူကြာနေပြီအဲ့လိုပဲအနာနဲ့ပြောနေရပါတော့ဟုတ်အဲ့တော့ဘောနော်ဒီလက်ရှိနေလက်ရှိနေပြီးတော့ဘောနော်ဒီမြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ဥပဒေမှာဗာပြောထားလေဆိုတော့ရဲလက်စစ်အပိုက်တက်ရှောက်ငါရှောက်မှာတရခံလို့ဆွဆွဆွဲခံထားရတဲ့လူအိုဟေရှင်ဆစ်ဆိုရှင်ငောင်းငန်းချင်းမပြုတ်လို့ရပါဆိုပြီးတော့ဒါရဲလက်စွဲအပိုက်တက်ရှောက်ငါရှောက်မပြောထားသလို့ ဒီရစီကန်ထင်းသိမ်းရဲ့ဥပဒေပုံမှန်ပေါ့နော်ဒီကျွန်တော်စက်ခွန်ခါဝေးစက်ခွန်ကားကြီးတွေမှာလည်းတရခံလို့တတ်မှတ်ခံထားရတဲ့လူကိုအပေါ်နဒီကိုတရခံလို့တရခံလို့တတ်မှတ်ခံထားရတဲ့လူကိုအစအတော့လေအကျွေးတာဝေးတာရပါစအားလုံးကိုစနစ်တကျပြေးမှုရမယ်ဆိုလို့ပြောထားတယ်အဲ့တော့ဒီနိုင်ငံတော်အစိုးရပေါ့နော်ဒီနိုင်ငံတော်ဆိုတာနိုင်ငံတော်ပေါ့ဗျာနိုင်ငံတော်ရဲ့ budget မှာလည်းပဲကျွန်တော်အရှုံးသားတွေအတွက်ထောင်သားတွေအတွက်ပြည်ဆောင်လုံလောက်စွာကျွေးမွေးအဲကျွေးမွေးဖို့အတွက်ရံပုံငွေတွေချပေးထားတာလည်းရှိတယ် ဒါမဲ့လက်ရှိနေပြီးတော့ဒီအကြဖက်စက်ခွဲအုပ်စုဒီမဲအောင်လိုင်းရဲ့လက်အောက်မှာကြတော့မဲအောင်လိုင်းလက်ထက်မှာကြတော့ဒီငွေတွေကမရှိတော့ဘူးမဲအောင်လိုင်းကဘာလဲဆိုတော့ဒီအဲဘယ်လိုပြောလဲသူ့ရဲ့ဒီအာနာယုဘုံမနေနဲ့ပေါင်းပြီးတော့ဗျဒီကျွန်တော်နိုင်ငံတော်ရဲ့အခွန်ပန်းတာတွေကိုအဲလိန်ယူစဘလိန်ယူစတော့တော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီအရှုပ်သားတွေထောင်သားတွေမှာအဲ ဘောနော်လုံလောက်ဆိုတာပြက်ဆောင်လုံလောက်ဆိုတာမရရှိတော့တာလေဒါတော့ဖြစ်ပါလိမ့်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဘောနော်ဒီအဲကျွန်တော်ဒီနေ့ကျွန်တော်တို့ဒီနေ့တင်ပြခဲ့တဲ့အကြောင်းအရာလေးတွေတော့ဒါ asset session နဲ့အရွယ် machine နိုင်ရဲ့ဒါအာဘောနော်ဒီလက်ရှိနေပြီးတော့ဒီသူ့ကို phasing ခက်စင်က ရင်ဆိုင်ကြောင်ပြခဲ့ရတာလေးလို့ကျွန်တော်တင်ပြတာဖြစ်ပါလိမ့်မယ်ဒီတော့ကျွန်တော်အနေနဲ့ပေါ့နော်အဲနောက်ထပ်ဒီမှာဆက်လိုက်ပြီးတော့ကျွန်တော်ဒီမတရားမှုတွေကိုဖော်ထုတ်တော့မှဖြစ်တဲ့အတွက်ပိုရှင်နဲ့မာရှင်နိုင်ယူထူရှာလေးလေးကို like နဲ့ subscribe လုပ်ပေးကြဖို့လည်းအထူးမြတ်တရားခံပါလိမ့်ခင်ဗျာโอเคအားလုံးမင်္ဂလာပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင်